မင်္ဂလာပါရှင်၂025ခုနှစ်မေလတတိယဆယ်အပတ်အတွက်မိုးလေဝသနဲ့ဆလားဗေဒခံမှန်းချက်များကိုနေပြီးတော့မိုးလေဝသနဲ့ဆလားဗေဒညွှန်ကြားမှုအစီအထာနာမှထုတ်ပြန်ကြေညာပါမယ်ရှင်မင်္ဂလာပလေရောအချိန်ဒီမှာအနောက်တောင်ဘုံတုံးလေးဟာမေလ24ရက်နေ့မှာ30ရက်နေ့အတွင်းမြန်မာနိုင်ငံတဝန်းလုံးသို့ဝင်ရောက်နိုင်ပါတယ်ကပလီပလေပြည်နယ်မင်္ဂလာပလေရောတို့မှာလိဖျားနဲ့ရဝန်းတကြိမ်ဖြစ်ပေါ်နိုင်ပြီးပုံမအကောင်လာကမုံတိုင်းငယ်ဖြစ်သူရောက်ရှိနိုင်ပါတယ် အဒီကလာအတွင်းအနောက်တောင်ဘုံတုံလီဟာအာအတင်းတင်းမှအာကောင်းနိုင်ပါတယ်။ကြံမင်္ဂလာပင်လယ်အော်မှာတင့်အတင်းတင်းမှတင်ထူထန်နိုင်ပါတယ်။မွေးရသောမှုအချင်းဒီခမန်းကြံများအနေနဲ့ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာရွာသွုံမြက်ခန့်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာရွာသွုံမြက်ထပ်ပုံနိုင်ပြီးမိုးထစ်ချုံရွာနိုင်ပါတယ်။မွေးရရက်များအနေနဲ့ကတော့ ရှက်ဒီနေမြောက်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ9ရက်မှ9ရက်ခန့်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ၄ရက်မှ6ရက်ခန့်မိုးထချုံရွာနိုင်ပါတယ်။နေပူချိန်အချက်အလက်ခမန်းချက်များအနေနဲ့ကတော့ရှက်ပြည်နယ်အရှေ့ပိုင်းမှာမေလာ ပုံမှန်ပူချိန်ရဲ့တိတိတမ5ဒီဂရီဆယ်စီယက်အောက်လျှော့နေနိုင်ပြီ။ ကြံတန်းဒီသားကြီးနဲ့ပြည်နယ်များမှာမေလာရင်ပုံဖန်ပူချိန်ခတ်တာရှိနိုင်ပါတယ်။ညည်ရအချက်နေခမန်းကြံများအနေနဲ့ကတော့2025ခုနှစ်မေလာတတိယဆယ်ရက်ပတ်အတွင်းအေယာဝတီမြေဟာညကြီးနာမျိုးဗမော်မျိုးရွှေကူမျိုးနဲ့ကတာမျိုးတို့မှာနှစ်ပေခွဲမှာငါးပေခန့်ပခုတ်ကူမျိုးညာဦးမျိုး၆မျိုးမင်းဘူးမျိုးမကွေးမျိုး အောင်လံမျိုးတီမျိုးစိတ်သားမျိုးဟင်္ဒရာမျိုးနဲ့ဇလုံမျိုးတို့မှာ တပိမှာနှစ်ပေကန်းလက်ရှိရေမှတ်များအထက်မြင်တက်လာနိုင်ပြီတပိချင်းမျိုးမန္တလေးမျိုးစကိုင်းမျိုးနဲ့မြင်းမူမျိုးတို့မှာတပိမှာတပိခွဲကန်းလက်ရှိရေမှတ်များအောင်ကြဆင်လာနိုင်ပါတယ်ချင်းတွင်းမြေဟာလည်းခန္ဒီမျိုးဟောင်းမလင်းမျိုးဖောင်ပြင်းမျိုးနဲ့မော်လိုင်းမျိုးတို့မှာလေးပေမှာ၆ပေခွဲကန်းကလေးဝါမျိုးမင်းကင်းမျိုးကဏီမျိုးနဲ့မုံရွာမျိုးတို့မှာတပိမှာ၃ပေကန်းလက်ရှိရေမှတ်များအထက်မြင်တက်လာနိုင်ပါတယ် မြေတာမြေဟာကလေးမျိုးမှာသုံးပေကန်းဒုထဝရီမြေဟာတီဘောမျိုးရွှေစာရံနဲ့မြေငယ်မျိုးတို့မှာ ပေဝတ်မှာတပေခွဲကန်းစစ်တောင်မြေဟာမတ်တောင်မျိုးမှာတပေကန်းရွှေကျင်မြေဟာရွှေကျင်မျိုးမှာပေဝတ်ခန့်ပကုံးမြေဟာစောင်းတူမျိုးနဲ့ပကုံးမျိုးတို့မှာပေဝတ်မှာတပေကန်းတန်လွင်မြေဟာဖမ်းမျိုးမှာနှစ်ပေခွဲခန်းတောင်ရင်မြေဟာမြားဝရီမျိုးမှာ သုံးပေကန်း ငဝမြေဟာငတိုင်းချောင်းမြို့မှာတပေခွဲခန့်တာပေါင်းမြို့မှာပေဝက်ခန့်တုံးမြေဟာအုပ်ဝေမြို့မှာနှစ်ပေခွဲခန့်နဲ့ပီလင်းမြေဟာပီလင်းမြို့မှာတပေခွဲခန့်လက်ရှိရေမှန်များအထက်မြင့်တက်လာနိုင်ပြီးစစ်တောင်းမြေဟာတောင်ကုန်းမြို့မှာနှစ်ပေခွဲခန့်နဲ့ငဝမြေဟာပသိမ်မြို့မှာနှစ်ပေခန့်လက်ရှိရေမှန်များအောင်ကြာဆင်းလာနိုင်ပါတယ်